ပါရှင်။တနင်္လာနေ့နေ့စဉ်သတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုဒဝဲဝအဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒဝဲမြို့မှာ air con ပြင်တဲ့အမျိုးသားတဦးတိုက်ပေါ်ကပြုတ်ကျတေဆုံးတဲ့သတင်းလောင်းလုံးအင်းဝင်းရွာကိုလက်နက်ကြီးကျလို့အမျိုးသားတဦးတေဆုံးပြီးနှစ်ဦးတင်ရရခဲ့တဲ့သတင်းတတူလောက်ွက်ရှိတဲ့ပလောဇာဒီဝင်းကိုစစ်ကောင်စီက တိုက်လေရင်နဲ့ဘုံကျဲတဲ့အကြောင်း ဗန်ကောက်မှာမြန်မာအမျိုးသမီးတူအရမပြုတ်ကျင့်ခံရပြီးအသက်အန္တရာယ်ဆိုးရင်ရတဲ့တဲ့တွင်ရွှေနဲ့ဗတ်စီတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။တဝဲမြို့ကရက်ပြင်းရက်ကွက်မှာရှိတဲ့စတိုးဆိုင်တဆိုင်အပေါ်ထက်ကနေအဲကွန်းကင်တဲ့အမျိုးသားတူမေလ15ရက်ညနေပိုင်းကပြုတ်ကျပြီးတေဆုံးခဲ့တယ်လို့ကံအကရှင်မိသားစုနဲ့မြို့ကန်တွေကပြောပါရတယ်။တေဆုံးသူဟာတဝဲမြို့နယ်ကနိုင်းတာကျေးရွာအုပ်စုအလဲကုန်းရွာကအဲကွန်းကျူပြင်းရေလောက်ကင်သူ အသက်23နှစ်အရွယ်ကိုဂျွန်ဟာလင်းဖြစ်ပါတယ်။ကိုဂျွန်ဟာလင်းဟာအဲဂွန်ပြုတ်ပြင်းရင်စတိုးဆန်ရဲ့အမြင့်နှစ်လွှာကနေခြေချော်ပြုတ်ကြပြီးလေပင်ကျိုးလက်ကျိုးပြီးတေဆုံးခဲ့တာဖြစ်ပါတယ်။လောင်လုံးမြို့နယ်အင်းဝန်းရွာမှာဒီကနေ့မေလ16ရက်နေ့လယ်12နာရီခန့်ကစစ်ကောင်စီတပ်ကပစ်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲပြီးအမျိုးသားတဦးတေဆုံးခဲ့တယ်လို့နှစ်ဦးတင်ရရခဲ့တယ်လို့မိသားစုနဲ့နေဆက်သူတွေထံကနေသိရပါဗျ။ လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်အလူမီနီယံအလုံးယုံအနီးကကုန်းရရောင်းနေတဲ့အင်းဝန်းရွာသားကိုနိုင်စိုးတာယာကုန်းရွာသားကိုဘတင်နဲ့ကုန်းရဝယ်နေတဲ့တောက်ကြပြင်းရွာကအမျိုးသားတဦးတို့ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။သူတို့ထဲကတာယာကုန်းရွာသားအသက်30ကျော်အရွယ်ကိုဘတင်ဟာစေးရုံကိုမရောက်ခင်မှာပဲတည်ဆုံးခဲ့တယ်လို့မိသားစုနဲ့နီးစပ်တဲ့အမျိုးသမီးတဦးကပြောပါရယ်။တဝဲမျိုးပေါ်ကနတ်တလရုံမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်က အင်းဝန်းရွာကိုမေလ16ရက်နေ့လယ်ပိုင်းမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲလက်နက်ကြီးဒရုန်းနဲ့ပစ်ခတ်ခဲ့တယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကိုရှဲတို့ကပြောပါရယ်လက်နက်ကြီးတစ်လုံးဟာရွာထိပ်ကအလူမီနီယံအလုံးယုံရှိမှရက်ထားတဲ့ Vigo ကားပေါ်ကိုကြားရောက်ပောက်ကွဲပြီးကားမီးလောင်ခဲ့ပါရယ်2024ခုနှစ်ဧပြီလကလည်းတဲပုံတောင်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးထိမှန်ပြီးတာယာကုန်းရွာသားတို့တေဆုံးခဲ့ပူပါရယ် တတူလောက်ကရှိတဲ့ပလောမြို့နယ်ဇာဒီဝင်းကိုမေလ15ရက်နေ့လယ်12နာရီခန့်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ကတိုက်လျင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဤသူကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ထံကနေသိရပါဗျ။ဘုံလေးလုံးထပ်မနဲ့ကျဲချတိုက်ခိုက်ခဲ့ပြီးတချို့ဘုံသီးတွေဟာဇာဒီဝင်းရွာအပြင်ဘက်ကဥယျာဉ်ခြံဘက်ကိုကျရောက်ပတ်ကွဲမှုတွေရှိတယ်လို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တဦးကပြောပါဗျ။ဇာဒီဝင်းရွာမှာတတူလောက်ကဧကတထောင်လေးပါရှိပါဗျ။ အခုမေလ6ရက်ကလည်းပလောမြို့နယ်ဇီယက်စိတ်တေးရွာကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံချတိုက်ခိုက်ပြီးတဲ့နောက်တိုက်လေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာမြန်မာနိုင်ငံသားအချင်းချင်းအာရမပြုတ်ကျင့်ခဲ့ပြီးပြုတ်ကျင့်ခံရသူအမျိုးသမီးဟာစေယုံမှာအရေးပေါ်ကုသမှုခံယူနေရပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ဒီကိစ္စကိုကုညီဆောင်ရွက်ပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ထံကနေသိရပါဗျ။ မေလ17ရက်နေ့လယ်ပိုင်းကဗန်ကောက်မြို့ဗန်ဘောနယ်မြေမှာအသက်28နှစ်အရွယ်မြမအမျိုးသမီးတဦးတည်းအခန်းထဲရှိနေတဲ့အချိန်မှာမြမအမျိုးသားတဦးကအခန်းတွင်းဝင်ရောက်ပြီးအာရမပြုတ်ကျင့်ခဲ့တာဖြစ်တယ်လို့ MHAC မဟာမိတ်အဖွဲ့ကဆိုပါတယ်။အာရမပြုတ်ကျင့်ခဲ့သူဟာကိုစိုးမိုးကျော်ဆိုသူဖြစ်ပြီးဆိုဖာဆက်ယုံမှာအလုတ်အတူတူလောက်ကိုင်းနေတဲ့သူဖြစ်ပါတယ်။အာရမပြုတ်ကျင့်ခံရသူ အမျိုးသမီးကိုသူဟာတစ်ဖက်သက်ချစ်ကြိုက်နေသူလည်းဖြစ်ပါတယ်။ အာရမပြုကျင့်ခံရမှုကြောင့်အမျိုးသမီးဟာအပြင်းထန်ဒဏ်ရာရရှိထားပြီးဘန်ကောက်မြို့မှာရှိတဲ့ဆေးရုံကြီးတစ်ခုမှာခွဲစိတ်ကုသခဲ့ရတယ်လို့ MHAC မဟာမိတ်အဖွဲ့ခေါင်းဆောင် ကိုရဲမင်းကပြောပါတယ်။မိမအင်ကာနဲ့အမျိုးသမီးရဲ့တိမ်ပျက်စီးသွားပြီးအခုချိန်ထိစကားမပြောနိုင်သေးဘူးလို့ဆိုပါတယ်။လက်ရှိအချိန်ထိအမျိုးသမီးဟာအရေးပေါ် ICU ခံတဲ့ကုသနေရဆဲဖြစ်ပြီးအသက်အန္တရာယ်စိုးရိမ်နေရဆဲဖြစ်တယ်လို့ဆိုပါတယ်။ အရမပြုကျင့်မှုကိုကျူးလွန်ခဲ့တဲ့ကိုစိုးမိုးကျော်ကတော့လက်ရှိအချိန်ထိထွက်ပြေးတင်းရှောင်နေဆဲဖြစ်တယ်လို့ကိုရဲမင်းကပြောပါရယ်ကိုစိုးမိုးကျော်ကိုဖမ်းဆီးအေးအေးယူပေးဖို့မိသားစုဝင်တွေကဗန်ကောက်မြို့ကရဲစခန်းမှာတိုင်ချက်ဖွင့်ထားပါရယ် MAAC မဟာမိတ်အဖွဲ့တွေကလည်းတွေ့ရှိရင်အကြောင်းကြားပေးဖို့ဓာတ်ပုံတွေတကွာထုတ်ပြန်ထားပါရယ်ရန်ကုန်ဈေးကွက်မှာအခောက်ရွှေတစ်ချပ်သားကို84,500ကျပ်နဲ့ဈေးဖွင့်ထားပါရယ် တဝယ်ဈေးကွက်မှာတော့ရန်ကုန်ဈေးကိုအခြေခံပြီးအခောက်ရှိဈေးဟာကြက်ရောင်းကြက်ဝယ်ဈေးဖြစ်နေပါတယ်။ထိုင်းဘတ်ငွေလဲနှုန်းကတော့တက်ရိပ်ပြလာပြီးမြန်မာငွေ3သိန်းကို865ဘတ်နဲ့ဈေးဖွင့်ထားပါတယ်။အခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ပရိသတ်အပေါင်းတို့ကိုရောစိတ်ပါကျန်းမာချမ်းသာကြပါစေ။ကပေးမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့တဝယ်ဝအခွေသားတွေကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။